တုံးရကြခြင်းပါမယ်ငင်းချမ်းရေးဖိုရမ် Peace Forum 2025အားဇွန်လ25ရက်နေ့မှာစပြီးနေပြီးတော့မင်္ဂလာသီရိဟိုတယ်မှာစတင်ကျင်းပလျက်ရှိပါတယ်ငင်းချမ်းရေးရွေးကောက်ပွဲနဲ့ဖက်ဒရယ်စနစ်တို့ပေါင်းစည်းခြင်းမှအေဂျန်တာယာဝါပြောသည့်နိုင်ငံတော်သိစီတို့တုံးသက်ဆွေးနွေးပွဲငင်းချမ်းရေးဖိုရမ် Peace Forum 2025အားဇွန်လ25ရက်နေ့မှ28ရက်နေ့အထိ၃ရက်တာကျင်းပမှာဖြစ်ကြောင်းသိရပါသည်။ ငင်းချင်းရေးရွေးကောက်ပွဲနဲ့ဖက်ဒရယ်စနစ်တို့ပေါင်းစည်းခြင်းမှအေဂျန်တာယာဝါပြောသည့်နိုင်ငံတော်တည်စီတို့တုံးသက်ဆွေးနွေးပွဲငင်းချင်းရေးဖိုရမ် Peace Forum 2025တို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတမရကကွေဦးစီးချုပ်အမျိုးသားစီလုံးညီညွတ်ရေးနဲ့ငင်းချင်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌဘိုးချုပ်မူကြီးမင်းအောင်လှိုင်တက်ရောက်ပြီးအဖွဲ့အမားစကားပြောကြားခဲ့ပါတယ်ယခုငင်းငယ်ရေးဖိုရမ်မှာလက်နက်ကင်ဖွဲ့စည်းများ၊နေပေကဏအသီးသီးမှထင်မော်ကြော်ကြားသူများ၊ပြည်ရ င်းပြည်ပမှအသိပညာရှင်နဲ့အတတ်ပညာရှင်များ အစိုးရမဟုတ်သောနိုင်ငံတကာဖွဲ့စည်းများနဲ့ပြည်တွင်ဖွဲ့စည်းများတရုတ်အာရှရေးရာအထူးကိုယ်စားလှယ်တိန့်ရှီကျင်းအပါအဝင်နိုင်ငံသားတရမန်များအစားရှိတဲ့အလှအသီးသီးမှတာဝန်ရှိသူများပါဝင်ဆွေးနွေးကြမှာဖြစ်ကြောင်းသိရပါသည် ပြီးခဲ့တဲ့မလ24ရက်နေ့မှ26ရက်ထိအမျိုးသားစီလုံးညီညွတ်ရေးနေငញ្ញရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီကဦးဆောင်ပြီးငញ្ញရေးစကားဝိုင်း Peace.2035R နေပြည်တော်မှာတောင်းရတာကျင်းပခဲ့ပြီးအဆိုပါစကားဝိုင်းမှာအလွာတီးတီးမှတာဝန်ရှိသူများပါဝင်ဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်။အဆိုပါငញ្ញရေးစကားဝိုင်းတွင်အဖွဲ့1ရဲ့နိုင်ငံရေးနဲ့လုံခြုံရေးကဏ္ဍဆွေးနွေးမှုနဲ့အဖွဲ့2ရဲ့စီးပွားရေးနဲ့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍဆွေးနွေးမှုများကိုဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။ ညဉ့်ညေးစကားဝိုင်း peace.2035 တုံးရတာဆွေးနွေးပွဲမှာ အချင်းတို့တွင်ဆောင်ရွက်ရမယ့်အကြံပြုချက်ဆက်နှစ်ချက်နဲ့ကာလရှိအတွက်အစည်းအဝေးချမှတ်လှုံ့ဆော်တဲ့အချက်ဆက်ချက်ရရှိခဲ့ကြောင်းသိရပါတယ်။